မြန်မာနွေဦးခရိုနီကယ်ဒီဇင်ဘာ9ရက်မြင်တွင်မြန်မာနိုင်ငံရှိစကင်တီနီဗီယန်နိုင်ငံတန်ယုံနှယုံပိတ်ဖို့ကြေညာဒီဇင်ဘာ10ရက်နေ့အတန်တိတ်တပိတ်နှိုးစော်ချက်မကြသေးခင်သတင်းဘက်တွေကရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာဖင်လန်တန်ယုံပိတ်သိမ်းမယ်လို့မကြသေးတဲ့ရဲ့အနေငယ်ကကြေညာခဲ့ပြီးတဲ့နောက်ရန်ကုန်မြို့ကဒိမတ်နိုင်ငံတန်ယုံလည်းပိတ်သိမ်းထုတ်မယ်လို့ဒီဇင်ဘာ9ရက်နေ့မှာကြေညာခဲ့ပါတယ် အဆိုပါတန်ယုံနှယုံပိတ်သိမ်းမှုတွေက2026ခုနှစ်ထဲမှာလှုပ်ဆောင်ကြမှာဖြစ်ပြီးတော့ဖင်လန်နိုင်ငံကပိတ်သိမ်းရတဲ့အကြောင်းရင်းကိုဖော်ပြရမှာလုပ်ငန်းလေပတ်မှုနဲ့မှာပြူဟာမြောက်အကြောင်းရင်းတွေကြောင်းလို့ဖော်ပြထားတာတွေ့ရပါတယ်။ဖင်လန်နိုင်ငံကမြန်မာနိုင်ငံအပြင်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နိုင်ငံတွေကတန်ယုံတွေပါပိတ်သိမ်းဖို့ဆုံးဖြတ်ခဲ့တာလို့သတင်းတွေမှာဖော်ပြထားကြတာတွေ့ရပါတယ်။လုပ်ငန်းလေပတ်မှုဆိုတဲ့စကားလုံးရဲ့အထိပယ်ကို နားလည်ရတာကဆီယာနာသိမ်းပြီးတဲ့နောက်ပိုင်းအာနာသိမ်းစစ်တပ်ရဲ့ချုပ်ချယ်ကန့်သတ်မှုတွေကြောင့်နိုင်ငံဆက်ဆံရေးမှာအကန့်အသတ်တွေများပြားလာပြီးတန်ယုံအနေနဲ့ဖွံ့ဖြိုးရေးအကူအညီလိုဥပပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ခက်ခဲလာတဲ့အခြေအနေကိုညီညွန်းတယ်လို့နားလည်ရပါတယ်။နောက်အကြောင်းတစ်ချက်ဖြစ်တဲ့မဟာဗျူဟာမြောက်အကြောင်းရင်းတွေရဲ့ဆိုလိုရင်းအထိပယ်ကိုတော့တိတိကျကျမသိရှိနိုင်ပေမယ့်မြန်မာ၊ပါကစ္စတန်၊အာဖဂန်နစ္စတန်နိုင်ငံတွေဟာနိုင်ငံရေးအရာ မတိမငြိမ်ဖြစ်တာအာဏာရှင်တွေအုပ်ချုပ်နေတဲ့နိုင်ငံတွေဖြစ်ပြီးတော့ မဝီးတဲ့ကာလတွေမှာကောင်းမွန်တဲ့ဘက်ကိုပြောင်းလဲဖို့အလားအလာနေတဲ့နိုင်ငံတွေလို့လည်းဆိုနိုင်ပါတယ်။ဒိမဲနိုင်ငံတန်ယုံပိတ်သိမ်းရတဲ့အကြောင်းရင်းကိုဖော်ပြရမှာတော့2021ခုနှစ်နောက်ပိုင်းပူပေါင်းဆောင်ရွက်မှုတည်တည်တံ့တံ့ရောကျလာပြီးတော့လက်တလုံးမှာလည်းပြောင်းလဲမဲ့အခြေအနေမတွေ့ရတာကြောင့်လို့ဖော်ပြထားတာတွေ့ရပါတယ်။2021ခုနှစ်ဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက်မြန်မာနိုင်ငံရဲ့ပြောင်းလဲလာတဲ့အခြေအနေတွေအပေါ်မူတည်ပြီးတော့စကန်ဒီနေဗီးယားနိုင်ငံတွေဖြစ်တဲ့ဖင်လန်၊ဒိမဲနိုင်ငံတို့က ရန်ကုန်မြို့မှာတန်ရုံအဆင့်ပွင့်လှစ်ပြီးတော့တနမန်ရီထားရှိလာခဲ့တာဖြစ်ပါသည်။2022ခုနှစ်မှာဆီယာနာတိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှာတော့နိုင်ငံရဲ့လုံခြုံရေးစီးပွားရေးလူမှုရေးအခြေအနေတွေဆိုးရွားလာခဲ့ပြီးတော့အာနာတိန်စစ်တပ်နဲ့လည်းပူးပေါင်းဆောင်ရွက်မှုတွေလောက်ကင်တာမရှိတော့တဲ့အနေအထားမှာစကန်ဒီနေဗီးယားနိုင်ငံတွေအနေနဲ့တန်ရုံပိတ်သိမ်းဖို့ဆုံးဖြတ်ကြတာလို့ကောက်ချက်ချနိုင်ပါသည်။ နောက်အခြားသောအကြောင်းတစ်ချက်အနေနဲ့ကတော့အနောက်ဥရောပနဲ့စကင်ဒီနေးဗီးယားနိုင်ငံတွေအနေနဲ့ရုရှားရဲ့ကျူးကျော်ရန်စနိုင်ကြီးတွေမြင့်တက်လာနေတာကြောင့်စစ်အသုံးစရိတ်တွေတည်သားစွာတိုးမြင့်သုံးဆွဲလာနေကြတာကြောင့်လေနိုင်ငံကအကူအညီနဲ့ဆက်ဆံရေးအသုံးစရိတ်တွေကိုချော့ချဖို့စီမံဆောင်ရွက်လာကြရခြင်းကအကြောင်းတစ်ချက်ဖြစ်နိုင်ပါတယ်။၂၀၁၁ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလလို့ယူဆကြတဲ့ကာလတွေမှာမြန်မာနိုင်ငံရဲ့ဆယ်စုနှစ်များစွာရှိကြတဲ့ပြည်တွင်းစစ် ချုပ်ငင်းရေးအတွက်ငင်းချမ်းရေးဆွေးနွေးမှုတွေအရက်ဘက်ဖွဲ့စည်းတွေရဲ့စွမ်းဆောင်ရည်မြင့်တင်ရေးလူအခွင့်ရေးပညာပေးမှုဆိုင်ရာကိစ္စရပ်တွေမှာစကန်ဒီနေးဗီးယားနိုင်ငံတွေဖြစ်တဲ့နော်ဝေ၊ဆွီဒင်၊ဖင်လန်၊ဒိန်းမတ်တို့ကတက်ကြွစွာပါဝင်ကူညီခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုမြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်ကုညီမှုလုပ်ငန်းတွေက2022ခုနှစ်ဆ ਿਆ နာသိမ်းမှုဖြစ်လာတဲ့အခါလုံးဝရက်ဆိုင်တာမဟုတ်သည့်တိုင်အောင်လုပ်ငန်းအတော်များများလုပ်ကိုင်နိုင်ခြင်းမရှိတော့ပါဘူးမြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ပြည်တွင်းစစ်ချုပ်ငြိမ်းရေးမျှော်လင့်ချက်တွေကဝေဝါးသွားခဲ့ရတယ်လို့နောက်အသစ်ဖြစ်တဲ့ပြည်တွင်းစစ်မီးတစ်ခုတည်းကိုကြာဆင်းသွားတာကြောင့် ဆရာနာသိမ့်ပြီး9နှစ်အကြာမှာအဆိုပါနိုင်ငံတွေအနေနဲ့မြမအရေးကလက်တလုံးနှစ်တွေအတွင်းအကောင်းပဲမျောလင်းချက်မေးမိန်လာတယ်လို့အကဲဖြတ်ကောင်းဖြတ်ကြလိုက်မှာဖြစ်ပါတယ်။စကင်ဒီနီဗီးယန်းနိုင်ငံတန်ယုံအချို့ပိတ်သိမ်းမဲ့တရင်အကြောင်းအရာအပြီးမှာတော့ဒီဇင်ဘာ3ရက်နေ့မန္တလေးဈေးကျူရုတ်တရက်ဆန္ဒပြပွဲနဲ့ဆန္ဒပြပွဲရဲ့ နောက်ဆက်တွဲမနက်ဈေးဆိုင်တန်းတွေဖြည့်ဆည်းခံရတဲ့တည်င်းနဲ့ပတ်သက်လို့ပြောဆိုကြပါတယ်။ဒီဇင်ဘာ3ရက်နေ့မနက်စောစောပိုင်းမှာဆီယနာသိမ်းပြီးကာစမန္တလေးမြို့ကဆန္ဒပြပွဲတွေကိုဥဆောင်ခဲ့သူဒေါက်တာတီစာဆန်းရန်ကုန်တပိတ်ခေါင်းဆောင်ကိုနန်းလင်းနဲ့စကိုင်းတပိတ်အဖွဲ့ကကိုခန့်ဝေဖြိုးတို့ကမန္တလေးမြို့ဈေးကျူအနီးတဝိုက်ကမနက်ခင်းကုံစိမ့်ဈေးတန်းမှာလျှက်တဲ့ပြဆန္ဒပြပြီးတော့လာမယ့်စစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲတပိတ်မှောက်ဖို့လာမယ့်ဒီဇင်ဘာလ10ရက်နေ့ကိုအတန်တိတ်တပိတ်လောက်ကြဖို့နှိုးဆော်ခဲ့ကြ ြပါတယ်ဒီလျဲတစ်ပြက်တပိတ်ကစစ်တပ်ကအပြင်းထန်အလို့ရှိနေတဲ့တပိတ်ကောင်းဆောင်တွေမန္တလေးမြို့ရဲ့အထိရောက်ရှိလာပြီးတော့ မတင်မှတ်တဲ့နေရာအချိန်မှာတရက်တစ်ပြက်ဆန္ဒပြခဲ့တဲ့ဖြစ်စဉ်ကြောင့်ဆန္ဒပြမှုဖြစ်ပွားတဲ့ဈေးလန်းတွေကဈေးတယ်တွေကိုစစ်မေးတာဈေးဆိုင်တွေဖြတ်စည်းပြီးတော့ရောင်းချခွင့်ပိတ်ပင်တာတွေလှုပ်ဆောင်ခဲ့ပါရီဆန္ဒပြသူတွေကိုဖမ်းဆီးနိုင်ခြင်းမရှိတဲ့အပေါ်မကြည်မနက်ဖြစ်နေတဲ့အာဏာသိမ်းစစ်တပ်အနေနဲ့ဈေးတယ်တွေကိုပြစ်ဒဏ်ခတ်တဲ့သဘောနဲ့ဆန္ဒပြမှုအတွင်လက်သုံးချောင်းထောင်အားပေးခဲ့တဲ့ဈေးတယ်တအုပ်ကိုလည်းဖမ်းဆီးထားတယ်လို့သတင်းအချို့မှာ ဖော်ပြထားကြပါတယ်။ဒေါက်တာတီဇာဆန်းတူလွှန့်ဆော်ထားတဲ့ဒီဇင်ဘာ၁၀ရက်နေ့အတန်တိတ်တပိတ်ရဲ့အကြောင်းအရာကောင်းစဉ်ကလာမယ့်ဒီဇင်ဘာလကုန်ပိုင်းနဲ့နောက်နှစ်စန်းပိုင်းတွေမှာကျင်းပမယ့်ယူကောက်ပွဲကိုစံကျင်တပိတ်မှောက်ချဖို့ဖြစ်ပါတယ်။အတန်တိတ်တပိတ်နှိုးဆော်ထားတဲ့လာမယ့်ဒီဇင်ဘာလ၁၀ရက်နေ့မှာဘယ်လောက်အတိုင်းအတာနဲ့လူထုကပါဝင်ဆန္ဒထုတ်ဖော်နိုင်ကြမလဲဆိုတာတော့စောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်ခင်ဗျာ။